ဤတော်လှန်ရေးအင်အားစုတွေကိုခြာစားနေတဲ့မအားလာရဲ့ခပိုက်ဆောင်စစ်တပ်ကြီးကလှန်များနေနိုင်ပါဦးမယ်။ဩ sorry လှန်တော့လှန်နိုင်တယ်ဗျ။အဲ့ဒါဘာလဲဆိုတော့ဖင်လန်တော့ပြေးနေရပြီ။မင်္ဂလာပါဗျာ။ကျွန်တော်ဘိုးတော်စောရဲ့တယောစာတယောကဗျာတယောသချင်းကဏ္ဍမှာဒီတစ်ပတ်ရွေးချယ်ထားတဲ့တယောစာလေးနာမည်ကတော့လှန်လို့အမည်ရပါတယ်။နားစင်ကြည့်ကြရအောင်ပါဗျာ။လှန် တလောက post တစ်ခုမှာဖတ်လိုက်ရတယ်လော်ဘီအဖိုးကြီးတယောက်ရဲ့ post ချော်တော့ငော့ပြီးဖတ်မိတာပါလူရေးထားတာကတော့တော်လန်ရေးတွေသူ့သူ့တသက်အများကြီးကြားဘူးကြုံဘူးတဲ့အောင်မြင်သွားတဲ့တော်လန်ရေးရဲ့လို့ခုထိတစ်ခုမှမတွေ့ဘူးသေးဘူးတဲ့တစ်ဖက်ကတော်လန်ရေးအလုံးကိုအည်မရအဖတ်မရဆိုတာတွေစော်ကားလိုက်တယ်လို့ငော့လိုက်တယ်လို့တစ်ဖက်ကလည်းစစ်တပ်ကိုဘယ်တော့မှနှမ်းနိုင်မှာမဟုတ်ပါဘူးလို့ ပြောကျင်တာဗောလေအဲ့ဒါကတော့တတ်ထောက်ခံသူစစ်တပ်လိုလားသူဘောမတော်တော်များများပြောနေကြစကားပါအဲသူအဆူကိုတစ်ဖက်ကပြန်ကြည့်ပြီးဒီလိုလေးပြန်မေးကြည့်ရင်ဟောနိုင်ငံတော်အာဏာကိုမိဘအမွေရသလိုတသက်လုံးမုံပိုင်စည်းလာပြီးနိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက်ကိုစိတ်ကြိုက်ချဲလဲအသုံးပြုနေတဲ့အဲ့ဒီစစ်တပ်မအားလာရဲ့ခပိုက်ဆောင်စစ်တပ်ကြီးကရော နိုင်ငံအဝန်းကလက်နက်ကင်စန့်ကျင်ဒေါ်လာရေးတွေကိုတသက်လုံးနှိမ်နှင်းလာတာဘယ်နှခါများပွဲပြီးခဲ့ဘူးလို့လဲအမြင့်ပြတ်သွားအောင်ဘယ်တော့မှအများစွမ်းဆောင်နိုင်ခဲ့ဘူးလို့လဲအမြင့်ပြတ်ဖို့မပြောပါနဲ့ဗျာပွားမလာအောင်များမလာအောင်အင်းနဲ့အားနဲ့တောင်တင်းမလာအောင်စွမ်းဆောင်နိုင်ခဲ့လားမနိုင်ခဲ့လားလက်ရှိအခြေအနေကိုချိန်ထုတ်ဖြေကြည့်ပေါ့အရင်ကပြည်သူထောက်ခံမှုဖာတိဖာတာနဲ့ အသည့်တခြားစီတော်လှန်ရေးတွေကိုတောင်းမလှမ်းနိုင်တာခုဤသူလူလူတွေကအင်းနဲ့အားနဲ့ထောက်ခံမှုရနေတဲ့အရင်ကထက်အများကြီးနားလည်ပြီးအချိတ်အဆက်ရလာနေပြီဖြစ်တဲ့ဤတော်လှန်ရေးအင်အားစုတွေကိုခြာစားနေတဲ့မအားလာရဲ့ခပိုက်ဆောင်စစ်တပ်ကြီးကလှမ်းများနေနိုင်ပါဦးမယ်။ဩ sorry လှမ်းတော့လှမ်းနိုင်တယ်ဗျ။အဲ့ဒါဘာလဲဆိုတော့ဖင်လန်းတော့ပြေးနေရပြီ။ယေရှုတင်ပါတယ်။လှမ်းလို့အမြင်ရပါတယ်။ဘုရောဆော်ပါ။